မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ယေရှုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပေါ့မှသင်တို့ပေါ်တို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ယေရှုတော်ကြောင့်2025ခုနှစ်ယနေ့ဆိုကျွန်တော်တို့ဂျွန်လ9ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုယေရှုတင်နဲ့နေ့ရက်စံတိုင်းချစ်ရှိသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားယေရှုတင်နဲ့နှုတ်ကပတ်တော်အဖြစ်တည်ဆောက်เสียဖြစ်စေပါ။ နတ်နေတဲ့တမန်တော်ကိုကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါတခင်ယေရှုနာမအားဖြင့်ဆုတောင်းနဲ့ဝေငှပါရယ်ဖေ။အာမင်။ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါရယ်ကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါရယ်ကျွန်တော်နားထောင်နေတဲ့ကောင်းစဉ်ကတော့ဓမ္မသစ္စာမှာတွေ့ရတယ်။ယုံကြည်သူများပူဇော်ရမယ့်ရစ်ငါးမျိုးဖြစ်တယ်။အဲတော့ယုံကြည်သူတယောက်ကဓမ္မသစ္စာကာလမှာတခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ရှင်ရရှိတဲ့ ဓမ္မကာလမှာဆိုရင်တော့အပြစ်တော့ခိုးသိုးဂျိုးစသဖြင့်တိလိษံကို အသွေးသွင်းပြီးမှအပြစ်ဖြေလွတ်ခြင်းယူရတယ်အဲ့ဒီတိလိษံသွေးရတနှစ်ပဲပြစ်လွတ်တယ်ဒါပေမဲ့သခင်ရှုရဲ့ကားရိုက်မှာအသေးခံပြီးသုံးရမြောင်းနေထမြောက်ခြင်းဟာအဲ့ဒီသခင်ရှုခရစ်တော်ကိုကယ်တင်ရှင်ရှင်ခင်ဗျယုံကြည်လက်ခံတဲ့သူအတွက်သာဝရကာလအပြစ်လွတ်မြောက်ခြင်းရှိတယ်ဤဒီကထွက်ဖြစ်နှုတ်ကပတ်တော်ဖြစ်တယ် ဒါကြောင့်သခင်ရှုအဖြစ်ကျွန်တော်ကကယ်တင်ခြင်းစိတ်ချမှုရသလိုကယ်တင်ခြင်းရပြီဟေ့ဆိုကြိုက်သလိုနေလို့မရပါဘူးကယ်တင်ခြင်းရပြီဆိုပြီးကြိုက်သလိုနေလို့မရပါဘူးရက်ငါးမျိုးပူဇော်ရဖခင်တသက်တဲ့ရစ်တွေအဲ့ထဲမှာပါပြီးသားဖြစ်ဒါကြောင့်နံပါတ်1ဘုရားရစ်ကတော့ဘာလဲဆိုကျေးဇူးပြုခြင်းရစ်ကိုပူဇော်ရဟိဗေဝရစာခန်းကြီး7ငွေ16ကိုဖိုင်တွေ့ရတယ်နံပါတ်2ဒုတိယရစ်ကဘာလဲဆိုယုံကြည်ခြင်းရစ်ကိုပူဇော်ရဖိလိပ္ပိဝရစာခန်းကြီး2ငွေ16တွေ့ရတယ် ဖတ်ရင်တွေ့ရမယ်စိတ်တလို့နေလို့မရမယုံကြည်သူလို့သွားနေလို့မရလောကသားလို့နေလို့မရယုံကြည်သူနေရမယ်ယုံကြည်ခြင်းရစ်ကိုပူဇော်ရတယ်ယုံကြည်သူဆိုရင်ယုံကြည်ခြင်းရစ်ကိုပူဇော်ရတယ်အဲ့ဒါကျွန်တော်များကြီးဖော်ပြခဲ့ပြီဖြစ်တယ်နောက်ဆုံးတတိယချက်ကတော့စက္ကအနံခြင်းရစ်ဘုရားသခင်နှစ်သက်တဲ့ရစ်ကိုစက္ကအနံအသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာ ဖရာသခင်နှစ်သက်ဖွယ်ရာရစ်ကိုပူဇော်ရတယ်အဲ့တော့ယောဟန်ခန်းကြီး7နဲ့အငယ်1ကိုယောဟန်ရစ်ခန်းကြီး7နဲ့အငယ်1ကိုဖတ်ရင်တွေ့ရမယ်ယောဟန်ရစ်ခန်းကြီး7နဲ့အငယ်1ကိုဖတ်ရင်ဒါယုံကြည်သူဟာစကားအနံ့ခြင်းရစ်ကိုပူဇော်ရတယ်နံပါတ်၄ဒီကနေ့နောက်နံပါတ်၄ချက်ကတော့ချီးမွမ်းခြင်းရစ်ကိုပူဇော်ရတယ်ဟေဘရုစာခန်းကြီး7အငယ်15ကိုဖတ်အဲ့ချီးမွမ်းခြင်းရစ်ကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ကျွန်တော်နည်းနည်းလေးဖတ်ပြချင်ပါတယ်ဟေဘရုစာအခန်းကြီး7အငယ်15မှာနော် ထို့ကြောင့်ငါတို့သည်ဘုရားသခင်ကြီးစုတော်ကိုဝန်ခံလျက်နှုတ်ခမ်းအသီးဒီဟုသောချီးမွမ်းခြင်းရက်ကိုသခင်ယေရှုခရစ်အဖင်ဘုရားသခင်ရှိ၌အစင်ပူဇော်ကြကုန်အဟိဗေဩရစာခန်းကြီး7အငယ်15။တော့ကျွန်တော်ဟိဗေဩရစာရေးတဲ့ကျမ်းပြစရာပြောရဲဖယားသခင်ရှိတော်၌တဲ့နော်ကြီးစုတော်ချီးမွမ်းခြင်းနှုတ်ခမ်းသည်ဒီဟုသောချီးမွမ်းခြင်းရက်ကို တခိယေရှုအားဖြင့်ဘုရားသခင်ရှေ့မှာ အစင်မြင်ပူဇော်ပါတယ်။တခါလီမဟုတ်တရနေ့မဟုတ်တနိုင်တနိုင်မဟုတ်တလနလမဟုတ်တနှစ်နှစ်နှစ်မဟုတ်အစင်မြင်ချီးမွမ်းခြင်းရစ်ကိုပူဇော်အောင်။အော်ဒီကနေ့ကျွန်တော်ကညီတော်ချင်းပူဇော်နေတာလား။စိတ်မရှိခြင်းနေဘုရားကိုပူဇော်နေတာလား။စိတ်တိုင်းကြအသက်ရှင်ခြင်းနေနဲ့ပူဇော်ရလား။စိတ်တလုံးတွာလာခြင်းနဲ့ပူဇော်ရလား။ဒါမို့ ဖယားနဲ့တက်တဲ့ချီးမွမ်းခြင်းရက်ကိုပူဇော်လာလားစဉ်းစားအောင်။အောက်ကျန်ရဲမှာဒီချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့အများကြီးရှိတဲ့၃ယောက်ကြောင်းပြောကြတယ်။နံပါတ်၁ဘရန်တစ်ယောက်ကတော့ကျွန်တော်အလုံးသိတယ်ပေါ်လူသီလာ။တမန်တော်တို့ခန်းကြီး16ရဲ့25 26ထိဖိုင်ပတ်တွေ့ရ။တမန်တော်16 25 26မှာထောင်နေရောက်တဲ့အစင်မပြေဘူး။တကူလုံးချုပ်ထားတယ်။လွတ်တာတော့နှခမ်းတစ်ပောက်ပဲလွတ်တယ်။နှလုံးသားက လွမြောက်ခြင်းရှိတယ်။အဲ့နှလုံးသားနဲ့နှခမ်းနဲ့နှုတ်အားဖြင့်ချီးမွမ်းတဲ့အခါနှလုံးသားပါတဲ့အခါထောင်ကားပွန့်ထွက်ပြီးလွမြောက်ချင်ရတယ်။အဲ့တော့ပေါလုသီလကအစင်ပြေလို့ချီးမွမ်းတာမဟုတ်အစင်မပြေတဲ့ကြားကချီးမွမ်းခြင်းပေါ့လွမြောက်ခြင်းနဲ့ပြေလေခြင်းရတယ်။နံပါတ်1ကတော့စတလန်ဆက်ဒါဝိနေရခန်းကြီး662ကနေပြီးတော့23ထိဖွင့်တွေ့ရမယ်။962က23ပါ။ ရင်းရင်တစ်တာကိုဩဘာဒီရုံဆိုတဲ့သူရဲ့အိမ်ကနေတယ်လာတဲ့အခါမှာယေရုရှလင်မြို့ရဲ့ဝင်တဲ့အခါပိတ်တင်တိုင်းကိုဝတ်ပြီးဆလန်ဆာတဝိကအကြည့်နဲ့ချီးမွမ်းတယ်။အဲချီးမွမ်းတော့သူမိမမိခါလာတော့ကြည့်ပြီးကဲ့ရဲ့တဲ့အခါမိခါလာမြုံမိမဲ့ဒါဝိတ်မှာပွင့်ထွက်တဲ့ကောင်းကြီးဖြစ်လာတယ်။တော့ဒါဝိတ်ရဲ့နှစ်40ယေရုရှလင်မြို့မှာအုပ်ချုပ်တယ်။ဟေဘရုမှာ9နှစ်ယေရုရှလင်မှာ33နှစ်ဘောင်တက်40 ဒါပေမဲ့40လုံးမှာရှုံးပွဲမရှိဘာကြောင့်လဲရှင်းမင်းကြီးရုပ်ကိုပူဇော်တာဟောဒီကနေ့တင့်သက်တာမှာလောကကြီးမှာနေတာငါတို့ရှုံးနေဟာငါတို့ဘဝမှာဆုံးရှုံးမှုများတယ်လို့ထင်အောင်ထင်မယ်တကယ်တော့မဟုတ်ဘူးမိတ်ဆွေသင်ရဖျားကိုစင်မြဲချီးမွမ်းသောသူတို့အတွက်တင့်မှာရှင်တန်ပြီးတော့ကောင်းကြီးကအမြင့်ရှိပြီသားဖြစ်တယ်တောင်ဆလန်ဆရာဒါဝိဒ်ကဂေါလဲကိုစပြီးနိုင်တဲ့ခြေကစသူ့ဘဝမှာရှုံ့ဖွဲ့မရှိဘူး။ဘာကြောင့်လဲ?ချီးမွမ်းလို့။အော်ဒီကနေ့ညီးသူထွက်ချီးမွမ်း တန်တရာဖြစ်သူထက်ယုံကြည်ခြင်းရှိသူဖြစ်ရမယ်စိတ်ကြက်အသက်ရှင်တာထက်ဖရာလိုတိုင်းသက်ရှင်အဲ့ဒီရစ်ကိုပူဇော်တော်သူဖရာကောင်းချီးပေးတာဒါကြောင့်ဒါဝိတ်ကဘဝဆရာတူကြောင်းသာဒါပေမဲ့ဘဝဆုံးတာရှင်ပြန်နေနဲ့ဆုံးတယ်ဘာကြောင့်ဒလားချီးမွမ်းခြင်းကြောင့်တပ်ဖြီးပြီးတပ်ပေါ်တာအဲ့ဒီနေ့လောကမှာမချီးမွမ်းစရာတွေများတဲ့ကြားမှာသင်တဲ့ကျွန်ုပ်ကချီးမွမ်းပြီးသွား အစစ်မြင့်တဲ့ကောင်းကြီးအောဘွယ်ဖျားကပြစ်စင်မှဖြစ်တယ်။ဒီဒီကထောက်ဖျားနှုတ်ကပတ်တော်ဖြစ်။နောက်တော့နောက်ဆုံးပြောက်ချီးမွမ်းတာမီရီယာထမရောင်ကျန်ကျွန်တော်အခန်းကြီး15 20 21ထိပိုင်းတွေ့ရမှာထမရောင်15 20 21ဒီအီရန်ပင်လယ်ကိုခွဲပြီးတဲ့အခါမောရှေနဲ့အစ္စရေးလကိုဝမ်းမြောက်တဲ့အခါမှာမီရီယန်နဲ့အစ္စရေးမျိုးသမီးတွေကပတ်တာကိုကင်မီချီစွာချီးမွမ်းလာ။အောင်းစရာတိတ်ကောင်းလား။ အဲ့ဒီချီးမွမ်းခြင်းပေါ်မှာနောက်ဆုံးသူတို့ဖေခါနာပြီးပို့ပြီးဒါတော့သူတို့တော်ရမှာနေလေးစနေတော်မှုရှိတယ်ဒါပေမဲ့မောရှေကရှိတဲ့နေရာမှာသူချီးမွမ်းတယ်ဒါကြောင့်ယောက်ျားကြီးပဲ6သိန်းမိန်းမနဲ့ခလေးပါနှစ်သန်းကျော်တယ်အစ္စရေးတွေအတာခံမှန်းကြီးဒါပေမဲ့ကြောက်မှာအတိတ်ကြဖော်ပြတာယောက်ျားကြီးပဲ6သိန်းယောက်ျားတယောက်ကမိန်းမတယောက်စီအိမ်အောင်ပြုမယ်ဆိုရင်ဒါ12သိန်းခလေးတယောက်စီမွေး17သိန်းဆိုတော့နှစ်သန်းကျော်လောက်ခံမှန်းတယ် ဒါပေမဲ့အဲ့နှစ်သန်းကျော်တော်ရမှာ140တော့ရနော်ဖယားနဲ့အဆက်အသွယ်ရှိတာအယောက်20မပြည့်မောရှိပဲအဆက်အသွယ်ကောင်းတယ်မိရိယံတို့အဆက်အသွယ်ကောင်းတယ်သူတို့အဖြစ်ဖျားရှင်ကခန္ဓာမီပို့လိုက်တာတောင်မိရိယံကသူ့မောင်မောရှိကိုပြမားလိုက်သေးတယ်သူနုဘူးတယ်ခွန်ရက်ဒါပေမဲ့ပြန်တောင်းမှမှဂိယုနာပြန်ခံစားရတယ်အဒီကနေ့ကျွန်တော်တို့ကဖယားကိုပြမားတဲ့အသက်တာမဟုတ်ပဲဖယားကိုလေချီးမွမ်းတဲ့အသက်တာဖယားနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်ရင် တဲ့မှာပိတ်ဆို့တာအလုံးပွန့်ထွက်အောင်ဖခင်ကလုပ်ပေးမှာဖြစ်တယ်။နောက်ဆုံးဖြစ်ဖြစ်တခုပြောပြီးနေကောင်းချုပ်ချင်တယ်။တခါတော့ငါဆရာတပားကတော့မှသူနင်းလှဲ့သာလာပြုရင်သူမြို့ကိုသွားဖို့တော့သူလမ်းစိတ်မရှိတော့သူခမရအသိတော်တပားမှသူဝင်းပြီးသူနှုတ်ွက်တော်ဝေငှာရင်ကဲကျွန်တော်မြို့တက်မယ်။ လမ်းစိတ်တော့လိုအပ်ပါလေအီမွန်လီတရားသွားဟောမှဖြစ်တဲ့ကြောင့်ပါဝင်နိုင်နေဆိုပြီးတော့အလုံးငွေကောက်တဲ့ခါသူအုတ်ထုတ်ကလေးကိုချွတ်ပြီးသူအလုံးငွေကောက်တာအဝန်ဆရာပါပဲအဲ့ရလေအကြီးကျယ်ထဲ့တယ်နောက်ဆုံးအဲ့အုတ်ထုတ်ပြန်ရတဲ့အချိန်မှာအုတ်ထုတ်မှာပတ်စံပြန်မှမပါတော့အဲ့တော့အားလုံးကသူ့ကိုချီးတယ်ဒီဆရာဘလို့ချီးမွမ်းတယ်အချိန်မှာဒီဆရာဆွတ်တောင်းတယ်ဘုရားသခင်ကျွန်တော်လိုအပ်တဲ့ခီးစိတ်တွက်တော့ကောက်ခံပေမဲ့ ခီးစိတ်မရပြီမဲ့ကိစ္စမရှိပါဘူးကျွန်တော်အုတ်ထုတ်မပြောက်ဘဲနဲ့ပြန်ရောက်လာလို့ကျေးဇူးတင်တယ်နောက်ဆုံးအဲ့ဒီအတင်းသားတွေကြည့်ပြီးသူ့ကိုတနာပြီးရက်ရောစွာပြန်ပါဝင်ပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့အုတ်ထုတ်မှတပြားမှမပါလာပြီမဲ့အုတ်ထုတ်ပြန်လာလို့ချီးမွမ်းတဲ့ကြောင့်ထိုက်ရသွားတာသူနောက်ဒီကနေ့တေဟာမပြေမှုတွေအတွက်အသက်ရှင်နေတာမဟုတ်ပဲနဲ့မပြေမှုတွေကြားတဲ့ကချီးမွမ်းနေသူဖြစ်မှပြေခြင်းတွေပြန်ရောက်လာမှဖြစ်တယ် ဒါကြောင့်မပြေလည်တဲ့ဂျားတွေကချီးမွမ်းခြင်းချစ်ကိုအစင်ပူဇော်တော်သူများဖြစ်ပါစေအားလုံးကိုဖျားကောင်းချီးပေးပါစေကျွန်တော်နတ်ဖန်အင်္ဂါနေ့မြန်မာဆန်တော်ကြီးညနေ၃နာရီခွဲမှကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါတယ်ဒီကနေ့အတွက်ကျင်ညာစရာတော့ကျွန်တော်ယခုချင်းမိုင် IMM Hotel ကနေကျွန်တော် live လည်းနေခြင်းဖြစ်တယ်ဒီကနေ့ညမှာလေည6နာရီခွဲကနေ7နာရီခွဲတွဲမှာချင်းမိုင် Grace Church မှာကျွန်တော်နှုတ်ပတ်တော်ဝင်ခဲ့မှုရှိတယ်ဒီကနေ့တနင်္လာနေ့ညကိုနတ်ဖန်အင်္ဂါနေ့ညကိုနှစ်ညလုံး ရှိမှဖြစ်တယ်ဒါကြောင့်ချင်းမိုင်မှာရှိတဲ့ညီကိုမောင်မအားလုံးကိုနှုတ်ထွေးစွာကျေးဇူးပါတယ်ဒါကြောင့်အားလုံးကျွန်တော်ပြောင်းလဲတွေ့ဆုံကြပါစို့ God bless you all ဆုတောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်သားတို့သရှင်တော်ဝိညာဉ်တော်မှဆုဖြတ်ထားတော်ဘဝမှာကောင်းကြီးဖြစ်ပါသည်သင်တို့ပေါ်သူတို့ကောင်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူတို့ကောင်ချင်းမိုင်မြို့မှာရှိတဲ့မြို့သူမြို့သားများနဲ့ကွာ Great Church ရဲ့တင်းဆက်ကြီးဖြစ်တဲ့ Sarah Steven Dimas သင်တို့မိသားစုများ မချမ်းမာတဲ့သူများချမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းမွနီကြောက်တဲ့သူများမင်္ဂလာနဲ့ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေအားလုံးရဲ့ကျရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းမြတ်မပြီမှာရည်ကြီးရည်ရှမ်းမှုတွေရော့ကြလက်ဖခင်ရဲ့လက်တော်ကွယ်ကစောင့်မခြင်းတို့သည်သင်တို့အားလုံးပေါ်တို့၎င်းသူတို့အမေရိကန်နိုင်ငံမှာဖြစ်ပျက်နေတဲ့အခက်အခဲတွေကဖခင်ရှင်ကွယ်ကစောင့်မခြင်းနဲ့တကွစစ်ပွဲတွေရပ်တန့်ခြင်းကဘာကြီးမှာငြိမ်းချမ်းသာရခြင်းတို့သည်ယနေ့မှာစကာလအစမြတ်တက်ရောက်ပြီးရှိတည်နေပါစေသောအာမင် ကျေးဇူးတင်ပါတယ်ကျေးဇူးအားလုံးကိုဖြတ်ချက်ကောင်းချီးပေးပါစေ God bless you all ပြန်လည်တွေ့ဆုံကြပါစို့